ချားပွေရတရေရွာတခါတုန်းကမှောင်မိုက်တဲ့ဒေါနတ်ကြီးထဲမှာဝေးလံခေါင်တီးရဲ့ရွာလေးတရွာရှိပါတယ်။လူအများကတော့ဒီရွာလေးကိုတိတ်ဆိတ်ငိမ့်သက်ပြီးတာယာအေဂျင့်ရဲ့ရွာလေးတရွာလို့ထင်မှတ်ထားကြပါတယ်။ဒါပေမဲ့ဘသူမှမသိတဲ့ကြောက်မက်ဖွယ်လျှို့ဝှက်ချက်တွေဒီရွာလေးထဲမှာရှိနေပါတယ်။ဒီရွာလေးရဲ့နတ်နဲတဲ့လျှို့ဝှက်စမ်းကြံမှုတွေကိုပန်းဆိုတဲ့သူနာပြုဆီယာမလေးတယောက်ကဘလို့တွေဖော်ထုတ်မလဲဆိုတာကြည့်လိုက်ကြရအောင်။ ပန်းဟာလွန်ခဲ့တဲ့ရက်အနေငယ်ကမှဒီရွာကိုရောက်ရှိလာတဲ့လူငယ်သူနာပြုဆီယာမတယောက်ပါ။သူမဟာရွာသူရွာသားတွေရဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေကိုကူညီပေးဖို့ဒီကိုရောက်လာခဲ့တာပါ။ရွာတွေကလှပပြီးတဘာဝအလှတရားတွေပြည့်နှက်နေပေမဲ့ပန်းရဲ့စိတ်ထဲမှာတော့တမျိုးကြီးခံစားနေရပါတယ်။ညနေခင်းနေမှာရွာသားတွေဟာသူတို့ရဲ့အိမ်တွေစီစောစောစီးစီးပြန်ကြပြီးအမောင်တို့ကရွာကိုလွှမ်းခြုံလာတာနဲ့အမျှတိတ်ဆိတ်မှုကလွှမ်းမိုးလာပါတယ်။ အဲ့ဒီတိတ်ဆိတ်မှုကပဲပန်းရဲ့ရင်ထဲမှာတစ်ခုခုကိုစိုးရင်ပူပန်စီခဲ့ပါတယ်။ညအချိန်ရောက်တာနဲ့ပန်းတယောက်အိပ်ပျော်ဖို့ခက်ခဲလာပါတော့တယ်။ညတိုင်းခြောက်ခြားဝယ်ကောင်းတဲ့အတန်တွေကိုသူမှကြားနေရလို့ပါပဲ။အတန်တွေကအိမ်သားကလာနေတာဖြစ်ပြီးတစုံတစ်ခုကိုဝါးစားနေတဲ့ပုံစံအတန်မျိုးပါ။စာပိုင်းမှာတော့တရိတ်ဆန်နေဖြစ်မယ်လို့သူမထင်ခဲ့ပေမဲ့ဒီအတန်တွေကပုံမှန်မဟုတ်ဘူးဆိုတာကိုပန်းတယောက်ဖြည်းဖြည်းချင်းသိလာပါတော့တယ်။ တခါတရံကြောက်မက်ဖွယ်ကောင်းတဲ့အော်တန်တွေချစ်ချစ်ကက်ကက်အတန်တွေကပန်းရဲ့ညတွေကိုလွှမ်းမိုးနေခဲ့ပါတယ်။အကိုကြီးမကြီးတို့ရေဆရာဝန်စမတ်သူ့သူအစားခံလိုက်ရပြီ။အကြီးကဲရုံကတရေဖြစ်နေတယ်။ကျမမျိုးလုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာ။ပန်းပန်းလေးရေစိတ်အေးထားပါအောင်ဘာတွေဖြစ်ခဲ့တာလဲ။ဘာတွေရှောက်ပြောနေတာလဲ။မမကြီး तू ဘာဖြစ်နေတာလဲ။အကြီးကဲရုံရဲ့အိမ်မှာသူ့ဆရာဝန်စမတ်ကိုစောင်းနေတာကိုကျမတွေ့ခဲ့တယ်။ မြမန်ကအဲ့ဒီမှာကြံခဲ့တယ်။မမကြီးကျမပြောတာကိုယုံမေးပါ။ तू ကလူမဟုတ်ဘူး။ပန်းညီမလေးနားထောင်ပါဦး။ဒါကတော့တရထဲကရွာလေးတူရာဒီလိုမျိုးနေရာတွေမှာပင်ပန်းနွမ်းနေတာတွေစိတ်ဖိစီးမှုတွေကပုံမှန်ပါပဲ။ဆရာဝန်စမတ်ကလမ်းပြောက်သွားအောင်ပဲဖြစ်မှာပါ။ညီမလေးထင်အောင်ထင်မှဖြစ်တာလည်းဖြစ်နိုင်တယ်။စိတ်ဖိစီးမှုတွေကြောင့်လူတွေကထင်အောင်ထင်မှားတွေမြင်တတ်ကြတယ်။ထင်အောင်ထင်မှားမဟုတ်ဘူး။ညတိုင်းအဲ့ဒီအတန်တွေကိုကျမကြားတယ်။ တခြားလူတွေရဲ့အလောင်းပေါ်ကအကိုက်ရာတွေကို ကျမမြင်နေဒါတွေကတကယ်ဖြစ်နေတာမမကြီးကျမကိုယုံမေးပါကျမတို့ဒီကနေ့အခုချက်ချင်းထွက်ပြေးရမယ်ဘယ်ဟုတ်ထွက်ပြေးမှာလဲပန်းငါတို့မှာတာဝန်တွေရှိတယ်ဒီလိုလုပ်ပါလားပန်းညီမလေးအခန်းထဲသွားပြီးနားလိုက်အောင်ငါစိတ်ငြိမ်စေပေးမယ်စေးတောက်ပြီးအိတ်လိုက်နိုးလာရင်အရာအားလုံးစင်ပြေသွားလိမ့်မယ်စေးလာမမကြီးကကျမကိုယူနေပြီလို့တကယ်ထင်နေရလားမဟုတ်ဘူးကျမမယူဘူးဘယ်သူမှကျမကိုမယုံကြဘူး အဲ့ဒီအချိန်မှာပန်းတယောက်ထီးကြံဆန်ပြီးမျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။သူမရဲ့စကားကိုနားလည်ပြီးယုံကြည်ပေးမဲ့လူတယောက်မှမရှိခဲ့တာကြောင့်သူမရဲ့နောက်ဆုံးမျှော်လင့်ချက်တွေပြတ်သုံးသွားခဲ့ရပါတော့တယ်။ဒီရွာမှာသူမတယောက်ထဲရင်ဆိုင်ရတော့မယ့်စရာကိုသူမကောင်းကောင်းသိလိုက်ရပါပြီ။အကိုကြီးအမကြီးတို့ရဲ့ငင်းပယ်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်ပန်းတယောက်ခန်းထဲကိုတယောက်ထဲပြန်ရောက်လာခဲ့ပါတယ်။သူမရဲ့အတွေးတွေစတင်ရှုပ်ထွေးလာပါတယ်။သူမတကယ်ယူနေတာလား ဒါမှမဟုတ်သူမမြင်ခဲ့တဲ့မြင်ကွင်းတွေကစိတ်ဖြည့်စည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ထင်အောင်ထင်မာတွေလားသူမရဲ့စိတ်ပုံမှန်ဖြစ်မှုကိုတတ်သိပြဖို့အတွက်ပန်းတယောက်ပစ္စည်းသင်းငန်းကိုမှွေးနှောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပစ္စည်းသင်းငန်းထဲမှာတစုံတရာသောအမှန်တရားကိုအတီးပြုပေးမိအရာတစ်ခုခုကိုသူမရှာဖွေနေခဲ့ပါတယ်သူမအချိန်ကြီးအကြာကြီးရှာဖွေခဲ့နေပြီးပစ္စည်းတွေပြန့်ကျဲနေတဲ့ကြားကသူမလက်ထဲရောက်လာတဲ့အရာတစ်ခုကြောင့်သူမရင်တွေတလက်လက်ခုန်လာခဲ့ပါတယ် အဲဒီနောက်ဗီရိုနောက်ဖက်မှာပန်းတယောက်သူနာပြုတ်တင်နန်းသားဟောင်းနေရဲ့မှတ်တမ်းစာအုပ်တအုပ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။မှတ်တမ်းကအရန်ဟောင်းလုံးလုံးစာရွက်တွေကဝါပြီးကျွတ်ဆက်နေပါပြီ။သူမရင်တလက်လက်နဲ့စာအုပ်ကိုဖွင့်ဖက်လိုက်ပါတယ်။မှတ်တမ်းထဲမှာရေးထားတာကဘေးအိမ်ကနေထူးဆန်းတဲ့အတန်တွေကြားရတယ်။တစုံတစ်ယောက်ကတစ်ခုခုကိုဝါစားနေတဲ့အတန်နဲ့တူတယ်။ရွာသားတွေကပုံမှန်ပဲလို့ပြောတယ်။ငါဒီအတန်တွေဘယ်ကလာတာလဲဆိုတာရှာဖွေဖို့ကြိုးစားခဲ့တယ်။ဘယ်သူ့ကိုမှမပြောရဲဘူး။ ဆယ်ရက်နေရွာကောင်းဆောင်ကချစ်ရတွေအတွက်စိတ်ထက်ဖို့ရောက်လာတယ်။အိမ်မဆိုးမတ်တာလို့ तू ကပြောတယ်။ तू အိမ်မှာသွေးဆိုးနာတွေရှိနေတယ်။ငါစိတ်ထဲတညိုဖြစ်နေခဲ့တယ်။15ရက်နေအမှောင်ထဲမှာမျိုးလုံးနေနေတွေကိုငါမြင်တယ်။လူတွေထက်ပိုများတဲ့အကောင်တွေဖြစ်တယ်။ငါ့ကိုကြည့်နေကြတယ်။ငါကြောက်တယ်။ငါအိမ်ပြန်ချင်တယ်။ငါဒီနေရာမှာဆက်မနေချင်တော့ဘူး။တစုံတရာကငါတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်။ဒီစာအုပ်ကသူမယူမနေဘူးဆိုတာကိုတသက်ပြလိုက်ပါပြီ။ ။သူမအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ပန်းတယောက်သူမလုံနိုင်တဲ့တခုလေးသောအရာကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမဟာဒီအန္တရာယ်ကနေလွတ်မြောက်ဖို့အတွက်တခုလေးသောမျှော်လင့်ချက်ကဖုံးရင်းကြောင်းမဲ့လို့သိလိုက်ပါတယ်။ဖုံးရင်းကြောင်းကိုပြေးဖို့သူမဆုံးဖြတ်လိုက်ပါတယ်။ပန်းဟာသူမရဲ့ခြေလမ်းတွေကိုအားဆိုင်ပြီးတောအုပ်ထဲကနေဖုံးရင်းကြောင်းစီကိုဥတီပြေးနေပါဗျ။ညကကြားခဲ့ရတဲ့အတန်တွေ၊မြင်ခဲ့ရတဲ့ပုံရိပ်တွေကသူမရဲ့စိတ်ထဲမှာပြန်ပေါ်လာပြီးသူမကိုပို့ပြီးကြောက်လန့်စီပါဗျ။ လမ်းတစ်လျှောက်မှာတစ်ပင်အရိပ်တွေကလှောက်ခါနေပြီးတခုခုကသူမကိုလိုက်နေတယ်လို့ခံစားရပါတယ်။ဖုံဖုံကျမဒါကိုတွေ့ခဲ့တယ်။ဒါရီအကောင်တကယ်ဖြစ်နေတာ။ကျမလိုပဲတခြားသူနာပြုတ်ရလေဒီလိုမျိုးတွေကြုံခဲ့ရတယ်။ငါသိင့်ကိုသတိပေးခဲ့ပြီးသားပဲ။အမှန်တရားပေါ်လာတဲ့အခါအန်နီယာတွေကလည်းနောက်ကနေလိုက်လာလိမ့်မယ်။အဲ့ဒါဆိုကျမဘာလုပ်ရမလဲ။ကျမဘာလုပ်ရမလဲ။ဒီညသူတို့မင်းကိုလာရှာကြလိမ့်မယ်။မင်းမသိတဲ့အရာတွေကိုသိခဲ့ပြီးပြီ။ ဒီလက်ဖွဲ့ကမင်းကိုကောင်းဝယ်ပေးနိုင်လိမ့်မယ်။မင်းအခန်းကိုပြန်ပြီးဖျားစာရွတ်ဘသူ့ကိုမှတကားဖွင့်မပေးနဲ့။ဘလို့အတန်ကြာကြာဘသူခော့ခော်ဘတော်မှတကားဖွင့်မပေးနဲ့။ဒါဟာမင်းရဲ့အသက်ကိုကယ်တင်နိုင်မဲ့တခုလီတော်နီးလန်းမယ်။အဲ့ဒီလိုနဲ့ပန်းတယောက်သူမရဲ့အခန်းကိုပြန်ရောက်လာပါလေ။လက်တစ်ဖက်ကတေဆုံးသွားတဲ့သူနာပြည့်ရဲ့မှတ်တမ်းစာကိုကင်ထားပြီးနောက်တစ်ဖက်ကတော့ဖုံးကြီးပေးလိုက်တဲ့လက်ဖွဲ့ကိုခိုင်မြဲစွာဆုပ်ကင်ထားပါလေ။ဒီညဟာသူမရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမယ့်ညဆိုတာကိုကောင်းကောင်းသိနေပါဗျ။ ြင်ပကအမောင်တို့နဲ့အတူကြောက်ရွံ့မှုတွေကလည်းသူမရဲ့စိတ်ကိုခြောက်လန့်နေပါပြီ။အဲ့ဒီညမှာပန်းတယောက်တစ်စက္ကန့်လေးမှမအိတ်ခဲ့ရပါဘူး။သူမအခန်းတောင်မှာဒူးပိုက်ပြီးထိုင်နေခဲ့ပါတယ်။လက်တစ်ဖက်ကဖုံးကြီးပေးလိုက်တဲ့လက်ဖွဲ့ကိုခိုင်မြဲစွာဆုပ်ကင်ထားပြီးကျန်တဲ့လက်တစ်ဖက်ကသွေးဆွနေတဲ့မှတ်တမ်းစာအုပ်ပေါ်မှာတင်ထားပါတယ်။သူမဟာရှေ့ကလူတွေရဲ့ကံကြမ္မာဆိုးတွေကနေရဲစွမ်းတက်တိကိုရှာဖွေနေခဲ့ပုံပါပဲ။ရုတ်တရက်အခန်းပတ်ပတ်လေကနေထူးဆန်းတဲ့အတန်တွေစတင်ကြလာပါဗျ။ ပထမဆုံးတန်ကတော့တရဲရွာရဲ့လျှို့ဝှက်စမ်းကြတဲ့အဖြစ်အပျက်ကိုဖော်ပြနေတဲ့အတန်ဖြစ်ပြီးအဲ့ဒီအတန်ကထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအတန်ဟာဝါးစားတဲ့အတန်မဟုတ်ဘဲသူမအိမ်သားတစ်ဝိုက်ညင်သာစွာလှက်ပတ်သွားလာနေတဲ့ခြေတန်အချို့ပါပဲ။အမဲလိုက်သမားတစ်ယောက်ဟာတားဟောင်ကိုလေ့လာနေတယ်လို့လှက်ပတ်နေခဲ့ပါတယ်။အဲ့ဒီနောက်တကားဟောက်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်။ပန်းလီအဲ့ဒီညတစ်ညလုံးပန်းတစ်ယောက်အော်ဟစ်တန်တွေနဲ့ဆက်ဆက်ွယ်စားတောက်တန်တွေကိုကြားနေခဲ့ရပါတယ်။ ဲ့ဒီအတန်တွေကအပြင်ဘက်ကနေပို့ပြီးကျက်လာတယ်လို့ခံစားရပါတယ်။သူမရဲ့အခန်းတကားကိုတစ်ခုခုကလာချစ်နေတဲ့အတန်တကားကိုအားနဲ့လာတိုက်နေတဲ့အတန်တွေကိုလည်းသူမကြားနေကြရပါတယ်။ပန်းဟာဖုံးကြီးပေးထားတဲ့လက်ဖက်ကိုခိုင်မြဲစွာစုပ်ကိုင်ထားပြီးဖျားစာတွေကိုလည်းတိုးတိုးလေးယူဆုံနေကြပါတယ်။သူမဟာဘယ်တော့မှမနှက်မိုးမလင်းတော့ဘူးလို့ထင်ခဲ့ရတဲ့အချိန်တွေပါပဲ။မနှက်ခင်းရဲ့ပထမဆုံးအလင်းရောင်ထွက်ပေါ်လာတဲ့အထိပါပဲ။ အဲ့ဒီနောက်မှာတော့တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဘယ်အတန်မဆိုပို့ပြီးကြောက်စရာကောင်းတဲ့တိတ်ဆိတ်မှုပဲ။ဒီတိတ်ဆိတ်မှုကပဲညကဖြစ်ခဲ့တဲ့ကြောက်စရာဖြစ်ပျက်တွေကအိမ်မက်မဟုတ်ပဲတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုအတည်ပြုပေးနေခဲ့ပါတယ်။မနက်ခင်းမှာပန်းတယောက်အလွန်အမင်းပင်မနှွမ်းနေတဲ့ပုံစံမျိုးနဲ့အခန်းထဲကနေထွက်လာခဲ့ပါတယ်။ရွာသားတွေကလည်းပုံမှန်အတိုင်းနေထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ဘသူမှညာကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြောမနေကြပါဘူး။ရုပ်အလောင်း၃လောင်းထပ်တိုးလာပေမဲ့ဘသူကမှဂရုမစိုက်ကြပါဘူး။ဒါဟာဒီရွာရဲ့ပုံမှန်အတိုင်းဖြစ်ပျက်နေကြကိစ္စတွေဖြစ်နေတယ်ဆိုတာကိုပန်းတယောက်သဘောပေါက်လိုက်ပါပြီ။ပန်းဟာမရေမရာဖြစ်နေတဲ့နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ဆေးဘက်ဆိုင်ရာဌာနကိုရှောက်သွားခဲ့ပါတယ်။အဲဒီမှာသူမရဲ့သူနာပြုအမကြီးကိုတွေ့ခဲ့ပါတယ်။သူမရဲ့အမကြီးဟာပန်းကိုကြောခိုင်းပြီးထိုင်နေခဲ့ပါတယ်။ ပန်းတယောက်သူမရဲ့အမကြီးစီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။အမကြီးကလည်းနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတယ်။သူမရဲ့မျက်နှာကပုံမှန်အတိုင်းပါပဲ။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကတော့၆ကပ်ပြီးအသက်မဲ့နေခဲ့ပါတယ်။မျက်လုံးတွေကဘယ်အရာကိုမှအာရုံမစိုက်နိုင်တော့သလိုလုံးဝကိုဗလာဖြစ်နေပါတယ်။ပြီးတော့သူမရဲ့ဗစက်ထောက်မှာတော့သွေးခြောက်ကပ်နေတဲ့အစအနလေးတွေရှိနေပါတယ်။အမကြီးကဘာမှပြန်မဖြေပဲခက်မမဲ့ပြုံးလိုက်ပါတယ်။ အဲ့ဒီအပြုံးကပန်းတယောက်အကြီးအကဲယုံရဲ့မျက်နှာပေါ်မှာမြင်မှုခဲ့တဲ့လူမဟုတ်တဲ့ပုံစံမျိုးပြည့်ရင်းနေတဲ့အပြုံးပါပဲ။နောက်ဆုံးတော့ပန်းတယောက်ဘုန်းကြီးရဲ့နောက်ဆုံးသတိပေးစကားရဲ့အတိတ်ပဲကိုနားလည်သွားခဲ့ပါတယ်။မင်းထွက်သွားလို့မရတော့ဘူး။အခုသူမဒီရွာထဲမှာအပြည့်အဝပိတ်မိနေပါပြီ။သူမဘလို့လွတ်မြောက်အောင်စူးစမ်းမလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်တော့ပါဘူး။ခြောက်ခြားဝယ်ရတရဲရွာထဲမှာပန်းတယောက်ရဲ့ဘဝကဘလို့အဆုံးသတ်မလဲ။ဒါမှမဟုတ်သူမလွတ်မြောက်နိုင်မလား။ ပန်းရံကန်ချမဟာတရဲရွာရဲ့လျှို့ဝှက်စမ်းကြယ်မှုတွေထဲမှာပျောက်ဆုံးသွားပါတော့မယ်။ကျမတို့ရဲ့ channel လေးကိုအားပေးဖို့ share ပေးဖို့နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါသေးတယ်။ဇလန်းလေးကိုဆုံးနဲ့ထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။